မိတ်ဆွေများရှင်ဒီနေ့မှ Blue Moon Beach စာအုပ်ရဲ့ Chapter 2ကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်နားဆင်ကြည့်ပါ Chapter 2 Tin can't swim This is my son Sammy said mom to Tin his mother Hello Sammy said Tim's mother Tim doesn't speak Tim is tall and thin He has black hair and he is very white Maybe he never goes out in the sun. His clothes are new my clothes are old There are holes in my t-shirt. Mom wants to buy me new t-shirts, but I like my old clothes. I can't let them be good up. ဒါကတော့ကျမရဲ့သားဆက်မိပါလို့အမေကထင်နဲ့သူ့အမေကိုပြောလိုက်တယ်။ထင်မြဲအမေကမင်္ဂလာပါလို့နှုတ်ဆက်တယ်။ထင်ကဘာမှမပြောပါဘူး။ထင်ကရက်ရှည်ပြီးပိန်ပိန်ပပပါပဲ။သပင်ကအနှံ့ရောင်ဖြစ်ပြီးသူကအသားတော်တော်ဖြူပါတယ်။ကြည်ရတာသူနေပူတဲ့တစ်ခါမှအပြင်းမသွားဘူးထင်တယ်။အင်ဂျီကလည်းအစ်စ်တွေ့ ျွန်တော် engine တွေကတော့ hound run နေတာပဲအပေါက်တွေပြဲနေနေပေါ့အမေကကျွန်တော်ကို engine အသစ်လေးတွေဝယ်ပေးချင်ပါတယ်ကျွန်တော်ကက engine အဟောင်းလေးတွေကိုပဲသဘောကျနေလို့ပါ I look at him and he looks at me we don't smile your boys can go and play now says my mother mom i say quietly i don't play i'm fifteen." take him to the beach sammy says mom come with him," i say. ကျွန်တော်ကထင်လို့ကြည်လိုက်တယ်သူကလည်းကျွန်တော်ကိုကြည်တယ်ကျွန်တော်တို့ပြုံးမပြကြပါဘူးတအားကောင်လေးတွေသွားကစားကြလေလို့အမေကပြောတယ်အမေကျွန်တော်မစော့ဘူးလေကျွန်တော်က15နှစ်ရှိပြီလို့တိုးတိုးလေးပြောလိုက်တယ်ဆမ်မီရေးထင်မို့ကန်းချီလိုက်ပို့လိုက်ပါလို့အမေကပြောတယ်ထင်မြင်လာဟဲ့လို့ကျွန်တော်ကပြောလိုက်တယ် Where it had Tim said his mother and wear your t-shirt all the time stay in the shallow water be back in an hour chain ultrasound သွားလို့သူအမေကပြောတယ်ပြီးတော့ t-shirt ကိုလည်းအမြဲဝတ်ထားရေတိမ်တဲ့နေရာမှာပဲနေတော့တနားရီအတွင်းပြန်လာခဲ့ပါဆိုပြီးပြောတယ် Tim says Mom stop it He looks at me and says Come on He doesn't wait for me He walks away His mother calls Tim you forgot your hat I take the hat from her and I follow him to the beach do အမေတော်ပါတော့လို့ Tim ကပြောလိုက်တယ် ပြီးတော့ကျွန်တော်ကိုကြည့်ပြီးလာသွားကြမယ်လို့ပြောတယ်။သူကကျွန်တော်ကိုတော့မဆောင်ဘူး။သူအဝေးကိုလမ်းလျှောက်သွားလိုက်တယ်။ထင်မအုပ်ထုတ်မနေခဲ့ပြီလို့သူ့အမေကလှမ်းအော်တယ်။ကျွန်တော်ကသူ့အမေစီကနေအုပ်ထုတ်ကိုလိုက်ယူလိုက်တယ်။ထင်နာကိုကန်းကျစ်စီကိုလိုက်သွားလိုက်တယ်။ I stand on the sand and look for him. For a minute I can see him. But then I see him at the other end of the beach. I walk along the beach and give him his hat. ဲတောင်ပြင်ပေါ်ရက်ပြီးကျွန်တော်သူ့ကိုလိုက်ရှာတယ်။မင်းနဲ့နေငယ်တော့သူ့ကိုရှာမတွေ့ဘူး။အဲ့လိုနဲ့သူ့ကိုကန်းကျင်ရဲ့ဆုံးနာမှာတွေ့လိုက်တယ်။ကျွန်တော်လည်းကန်းကျင်တစ်လျှောက်လမ်းလျှောက်ပြီးသူ့စီသွားတာသူ့အုတ်ထုပ်ကိုပေးလိုက်တယ်။ You don't have to stay with me, Tim said. You don't want to, do you? Our mothers are friends. We are not friends. မင်းကနဲ့အတူရှိပေးနေစရာမလိုပါဘူးလို့ Tim ကပြောတယ်။ မင်းလည်းရှိမနေခြင်းမို့မလားငါတို့အမေတွေကတငယ်ချင်းတွေဆိုပေမဲ့ငါတို့ကတငယ်ချင်းတွေမဟုတ်ဘူးလေ What can I say Jeff got away Tim says He sits on the sand and looks out to sea Okay I will I say ကျွန်တော်ဘာပြောနိုင်ပါလဲ Tim ကသွားပါကွာလို့ပြောပြီးတက်တောင်မြေပေါ်ထိုင်ပြီးပင်လေးဘက်ကိုငေးကြည့်နေတယ်ဟုတ်ပါပြီငါသွားပါမယ်လို့ကျွန်တော်ကပြောလိုက်တယ် I go to the rocks. I sit quietly and watch the mother sea eagle. She has not left the nest all day. I watch the, the eagles making the nest. It took a long time. They work hard. They flew away and returned with sticks again and again. They brought back lots of leaves too. Now one sea eagle is always sitting in the nest. ကျွန်တော်ကြောက်တုံးနေစီကိုသွားလိုက်တယ်။ကျွန်တော်တိတ်တိတ်လေးထိုင်နေပြီးပင်လယ်တိုင်းကအမေကိုကြည့်နေလိုက်တယ်။တနေ့ကုန်လုံးသူ့အတိုက်ထက်ကထွက်မလာသေးဘူး။ကျွန်တော်တိုင်းကတွေအတိုက်ဆောက်တာကိုကြည့်ခဲ့တယ်။အချိန်တော်တော်ကြာကြာဆောက်ရတယ်။သူတို့အဝေးကိုပြန်သွားပြီးတုံချောင်းလေးတွေခြေပြီးပြန်လာတယ်။ထက်ခါထက်ခါလောက်ရတယ်။သူတို့သိရတဲ့အများကြီးလည်းတင်လာရတယ်။အခုတော့ပင်လယ်တိုင်းကတကောင်ကအချိန်ပြည့်အတိုက်ထဲမှာဝင့်နေပြီ။ I looked down at the beach. I can't see him. Maybe he went back to the hotel. ကျွန်တော်ကန်းကျေကိုငုံကြည့်လိုက်တယ်။ကျွန်တော်ထင်ကမတွေ့ရဘူး။သူဟိုတယ်ဘက်ကိုပြန်သွားတာဖြစ်မယ်။ The man are on the beach again. The bigger man is talking into a mobile phone. The other one is looking out to sea and up into the sky. What is he looking for? The man are walking towards me. The bigger man puts his mobile phone away. He looks at me, then talks to the other man. They both look at me, then walk away. Who are they? ဟိုလူကြီးတွေကန်းချီမှာရှိနေပြန်ပြီ။ပို့ထွားတဲ့လူကြီးကဖုန်းပြောနေတယ်။တခြားတစ်ယောက်ကပင်လယ်ဘက်ကြည့်လိုက်၊မိုးပေါ်ကြည့်လိုက်နဲ့သူမာရီမြန်းရှာနေပါလေ။အဲ့လူတွေကျွန်တော်ဘက်ကိုကြည့်နေကြတယ်။ထွားတဲ့လူကြီးကဖုန်းသိမ်းလိုက်တယ်။ သူကကျွန်တော်ကိုကြည့်ပြီးတခြားတစ်ယောက်ကိုတစ်ခုခုလှမ်းပြောလိုက်တယ်။သူတို့နှစ်ယောက်လုံးကျွန်တော်ကိုလှမ်းကြည့်ပြီးလမ်းလျှောက်ထွက်သွားကြတယ်။ဘယ်သူတွေပါလဲ။ I see the second eagle flying over the beach. He flies over the sand, then over the water. He flies in circles looking for food. Suddenly, he drops down into the water. He flies up again, carrying a large fish. he will take the fish to the nest. The mother sea eagles must be very hungry. ကျွန်တော်ဒုတိယပင်လယ်သင်္ကန်းကိုကမ်းခြေပေါ်မှာပြန်နေတာတွေ့လိုက်တယ်။သူကတဲတောင်မြင်ပေါ်မှာပြန်နေပြီးတော့ရေပေါ်ကနေပြန်ဝဲတယ်။သူကဆောင်းဝိုင်းပုံစံပြန်ဝဲပြီးအဆရှာတယ်။ရုတ်တရက်သူကရေထဲကိုထိုးဆင်းလိုက်တယ်။ပြီးတော့ငါးအကြီးကြီးတကောင်ကိုခြိပြီးပြန်တက်လာခဲ့တယ်။သူကငါးကို အတိုက်စီကိုယူသွားလိုက်မယ်။အမေသင်္ကန်းကြီးတော့ဘိုက်တော်တော်စာနေလောက်ပြီး just as the bird flies near me. A boy climbs at the rocks next to the next. It is Tim. It is hard to climb those rocks. They are big and there aren't many places to put your hands and feet. Tim doesn't see me. He walks toward the sea eagle's nest. ကောင်လေးတယောက်တိမ့်ငှက်ငှက်တိုင်နာကကြောက်တုံးပေါ်ကိုတက်နေတယ်အဲ့တော့ထင်မဲ့ <laughs> အဲ့ဒီကြောင်တုံးတွေမော်တက်ဖို့တိတ်ခတ်တယ်။သူတို့ကအကြီးကြီးတွေပြီးတော့ခြေလက်တင်စရာကင်စရာနေရာလည်းမရှိဘူး။ထင်ကကျွန်တော်ကိုမမြင်ပါဘူး။သူကငှက်တိုက်စီကိုလမ်းလျှောက်သွားတယ်။ Oh no! Both the sea eagles are flying away. Tim has scared them. One people go near a nest. The birds flying off. and the eggs. The eggs will get cold. ဟာသွားပြီ။သင်္ကြန်တွေနှစ်ကောင်ပြန်ပြေးသွားပြီ။ထင်မှသူတို့ကိုကြောက်သွားစေတာပါပဲ။အတိုင်နာကိုလူတွေလိုက်နှစ်တွေကပြန်ပြေးကြတယ်။ပြီးတော့ငှက်ဥတွေငှက်ဥတွေအိတ်ကုန်လိမ့်မယ်။ Get away. I scream at him. I jump and run towards him. I'm very angry. I want to hit him. Tim seeks me. Now he looks scared. The sea eagles are flying in circles above us. Get away, I scream again. အဝေးကိုထွက်သွားစမ်းလို့ Tim ကိုကျွန်တော်អော်လိုက်တယ်။ကျွန်တော်ခုံထပြီးသူ့စီပြေးသွားလိုက်တယ်။ကျွန်တော်တော်တော်လေးကိုဒေါသထွက်မိတယ်။သူ့ကိုထိုးလိုက်ချင်တာ။ Tim ကျွန်တော်ကိုမြင်သွားတယ်။အခုတော့သူ့ပုံစံကကြောက်နေပုံပဲ။ပင်လယ်သက်ငှက်တွေကကျွန်တော်တို့အပေါ်မှာပြန်ဝဲနေတယ်။ထွက်သွားစမ်းလို့ကျွန်တော်ထပ်ပြီးអော်လိုက်တယ်။ Tim doesn't want to come near me. He tries to climb down the rocks to get away from me. He's going very fast. Suddenly, he falls off the rocks. I hear him hit the water. Tim ကကျွန်တော်အနားမလာချင်ဘူး။ကျွန်တော်စီကနေလွတ်ဖို့သူကကြောက်တုံးပေါ်ကနေဆင်းပြေတယ်။သူဆင်းတာတော်တော်များနေ။ရုတ်တဲ့သူကြောက်တုံးပေါ်ကနေပြုတ်ကျတယ်။သူရေထဲကျသွားတဲ့ငုံကြားလိုက်တယ်။ He'll be okay, I think. I'll wait for him to swim back to the beach. City boys should stay in the city. Do simply me temare. Do get a baby biancula goza sang me. You are a mule money that I I start walking back to the beach. Then I hear Tim screaming from the water. Help! Help! I can't swim. Suddenly, I'm very scared. Do you know?